ပြည်သူပြည်သားများအားလုံးမင်္ဂလာပါဒီလရဲ့တိတ်ပံဘာသာရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရောက်ရှိလာနေပြီဖြစ်တဲ့စောင်းဥတုကာလသည်ဘက်ထရီတို့ဆိုလာတို့စတဲ့ပစ္စည်းတွေရောင်းအားကောင်းလာတတ်တဲ့ရာသီဆိုရင်လည်းမမပါဘူးဒီလိုချိန်မှာတည်တင်တည်လိုက်တဲ့ဘက်ထရီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုကိုရွေးချယ်တင်ဆက်ခြင်းကမိတ်ဆွေတို့အတွက်အကျိုးများစွာရရှိနိုင်မယ်လို့ယုံကြည်ပါတယ်ဆရာရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့တရာအိုးနှစ်ရာအိုးနဲ့အိုးအမျိုးမျိုးတို့အမိပေးထားပါတယ် မိတ်ဆွေတို့ဘက်ထရီရွေးဝယ်တဲ့အခါမှာ100 O 150 200စသဖြင့်ရွေးချယ်ရပါတယ်အဲ့လိုအခါမှာကိုယ်အသုံးပြုမဲ့အရာကိုဘယ်လောက်ကြာကြာအသုံးခံနိုင်မလဲဆိုတာမျိုးကဝယ်ယူသူတိုင်းအတွက်စဉ်းစားရမယ့်အရာပဲဖြစ်ပါတယ်အစကားမစအရေးသွေးမြင့်လီသီယမ်ဘက်ထရီတွေကိုရှာဖွေဝယ်ယူခြင်းနဲ့ K2K ပေးသမျှအတွက်အထူးသတင်းကားတစ်ခုရှိပါတယ်။ဒီကနေ့ကျွန်တော်ဗီဒီယိုလေးကိုကွန်ကြီးပံ့ပိုးပေးတဲ့ Volta Electronic Company Limited မှာ K2K Knowledge Bank ကို Subscribe နောက်မှ Like တစ်ခုခုလုပ်ထားတာပြပြီးတော့ဝယ်ယူမယ်ဆိုရင် ရောင်းစည်းထက်2%လျှော့စည်းနဲ့ဝယ်ယူနိုင်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ voda.com.mm နဲ့ voda facebook page တွေမှာတွားရောက်စုံစမ်းနိုင်ပါတယ်။အဲကျွန်တော်ခေါင်းစဉ်လေးကိုပြန်ကောက်မယ်ဆိုရင်100 150 200စတာကဘာလို့ပြောတာလဲပေါ့နော်။တကယ်ကဒီနောက်မှာကျွန်တော် ampere hour ဆိုတဲ့ unit လေးပါပါတယ် ah ပေါ့နော်။ ampere hour ဆိုတာ battery ဦးတစ်လုံးရဲ့တိုးလောင်နိုင်တဲ့စွမ်းအားကိုပြောတာဖြစ်ပါတယ်။ ဥမာရေကန်တကန်ထဲမှာရေဘလောက်ရှိသလဲဆိုတာကိုကျွန်တော်တို့က1လီတာ2လီတာတကားလည်းနှကားလည်းဆက်သဖြင့်ပြောသလိုဘက်ထရီအိုးသလုံးထဲမှာလျှက်စစ်အားတွေဘလောက်ရှိသလဲဆိုတာကိုဒီ MBR အားနဲ့ရေးကြတာဖြစ်ပါတယ်တကယ်ကသိပ္ပံပညာရှင်တို့ကလျှက်စစ်အားပမာဏကိုခူးလောင်းနဲ့ဖော်ပြကြပါတယ်သို့တော့ခူးလောင်းဆိုတဲ့အတုံးကတာမန်လူတစ်ယောက်နားလေဖို့မလွယ်ကူနိုင်တာကြောင့်လွယ်ကူသောနည်းလမ်းတစ်ခုကိုစဉ်းစားပြီးတော့ MBR အားနဲ့ဘက်ထရီမှာဖော်ပြခဲ့ကြတာဖြစ်ပါတယ် ် NBA အဝါကိုတာမန်လူတူကဘလို့နားလည်လွဲနိုင်တယ်လဲဆိုတော့မင်းတို့သိကျင်နေကြပြီထင်ပါတယ်တရား NBA အဝါဆိုတဲ့အိုးစလုံးဒီတရား NBA ထုတ်သွင်းရင်1 hour တနာရီခံမဲ့လို့ဆိုတာဖြစ်ပါတယ်50 NBA 50 NBA ထုတ်သွင်းရင်2နာရီခံပါတယ်10 NBA ထုတ်သွင်းရင်တော့10နာရီခံပါတယ်ဒီနှစ်ခုမြောက်ကြည့်ရင်တရား NBA အဝါရတာပါเนาะအဲ့တော့ကျွန်တော်တို့က1 MB ထုတ်သွင်းရင်100 hour เนาะ100နာရီ100ခန်းနဲ့ဆိုတော့ သဘောတရားဖြစ်ပါတယ်ဒါကိုလွယ်ကူစွာ မြင်နိုင်စေဖို့ကုလောင်အစားကိုကျွန်တော်တို့က AMBR အဝါနဲ့ဘက်ထရီတွေမှာဖော်ပြကြတာဖြစ်ပါတယ်ဒီတော့ဘလောက်ကြာကြာခံတယ်လဲဆိုတာသိရှိဖို့အတွက်မိစေတို့ကဘလောက် AMBR ထုတ်သုံးမလဲဆိုတာပေါ်မူတည်ပါတယ်ဒါဆိုရင်မိစေကပြောပါလိမ့်မယ်ကျွန်တော်တို့က AMBR ဘလောက်ထုတ်သုံးမလဲဆိုတာကတော့မသိပါဘူးဘလောက်ဝက်ကိုထုတ်သုံးမလဲဆိုတာတော့သိပါတယ်ဒီလိုမျိုးပြောကြပါလိမ့်မယ်ဒါဟာလေမေးလိမေးတာရှိတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ် AMBR အဝါအပြင်နောက်ထပ် လျှက်စစ်တူတော်နိုင်တဲ့ unit တစ်ခုရှိပါတယ်လျှက်စစ်ကိုတူတော်တဲ့အခါမှာပြရဲ့ unit တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ kilowatt hour ဖြစ်ပါတယ်ဒီ unit ကမိတ်ဆွေတို့နဲ့စိမ့်တဲ့ unit တော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အိမ်မှာသုံးနေတဲ့မီတာမှာပြောတဲ့ unit ဆိုတာဒီ kilowatt hour ကိုပြောတာဖြစ်ပါတယ်အဲ300 unit သုံးတယ်ဆိုရင်မိတ်ဆွေက300 kilowatt hour ဒီတလာလုံးကိုသုံးလိုက်တာဖြစ်ပါတယ်။ဒါကိုဆိုလိုတာဖြစ်ပါတယ်။အဲတော့100 ampere hour ကဘယ်လောက် watt hour လဲပေါ့နော်။ ဒါကိုသိဖို့ဘဏ္ဍဖို့အိုးလဲဆိုတာကိုသိဖို့လိုပါတယ်။ဥပမာ12ဖို့အိုးရှိတယ်24ဖို့အိုးရှိတယ်48ဖို့အိုးရှိတယ်ပေါ့နော်။အဲ့တော့12ဖို့100 ampere hour အိုးဒီ12ဖို့နဲ့ကျွန်တော်100နဲ့မြှောက်ပြီးတော့1200 watt hour ဒါမှမဟုတ်ကျွန်တော် kilowatt ပြောမယ်ဆိုရင်1000နဲ့စားလိုက်ရင်1.2 kilowatt hour ဆိုပြီးတော့ရပါတယ်။ဒါကိုဆိုလိုတာဖြစ်ပါတယ်။အဲ့ကျွန်တော်က1200ဒီ1.2 kW ဆိုတာ1200 W ပေါ့နော်အဲ1200 W သုံးရင်သူကတနားခံမဲလို့ဆိုတာဖြစ်ပါတယ်အဲ့ 600ဝက်သုံးရင်2နာရီခန့်ပဲ120ဝက်သုံးရင်တော့10နာရီခန့်ပဲဆက်သဖြင့်ဒီမျိုးဆိုလိုတော့တာဖြစ်ပါတယ်24ဘူအိုးတွေဆိုလို့ရှိရင်24ဘူ100ဦးဆိုလို့ရှိရင်တော့2400ဝက်ပေါ့နော်2.4 kilowatt hour ရှိတာဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတို့သင်ချာမြောက်တက်ရင်တော့မြောက်ပြီးတော့တွက်ကြည့်ရင်နားလည်နိုင်ပါတယ်တိထားဖို့က100 mAh hour နဲ့ kilo 100 mAh hour ကိုကျွန်တော်တို့က kilowatt နဲ့တည်ကြည့်ရင်ဒီဘက်ထရီအိုးရဲ့ဘိုးနဲ့မြောက်ရုံပဲဖြစ်ပါတယ် မိတ်ဆွေတို့ကဒီနေရာမှာကျွန်တော်တို့သတိပေးချင်တာမိတ်ဆွေတို့အနေနဲ့ဘက်ထရီတက်တဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်သတိပြုစရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ DOD ဆိုတဲ့အသုံးလေးဖြစ်ပါတယ် DOD ဆိုတာက Death of the Chap ကိုပြောတာဖြစ်ပါတယ်မြန်မာလိုဆိုတာကဘက်ထရီအိုးတဲ့ကနေထုတ်ယူသုံးဆွဲတဲ့နဲ့လျှက်စစ်အပမာဏကို ဆိုတာဖြစ်ပါတယ်ဥပမာကျွန်တော်ဥပမာပေးရမယ်ဆိုရင်ရေဘူးတစ်ဘူးကရေအကုန်မတော့တင်ဖဲနဲ့ဘူးထဲမှာရေချန်ထားမှရေဘူးတက်တန်းကြားရှိမယ်ဆိုရင်ကျွန်တော်တို့က ထုတ်ယူတောက်သုံးနိုင်တဲ့ရေပမာဏသည် DOD ကိုပြောတာဖြစ်ပါတယ်။အမေတို့ကရေ3လီတာဘူးကို DOD 80%ဆိုလို့ရှိရင်ကျွန်တော်တို့ကရေ0.8လီတာပေါ့နော်ထုတ်တောက်နိုင်ပြီးတော့20%ကိုကျွန်တော်တို့ကခြံထားတင်တယ်လို့ဆိုတာဖြစ်ပါတယ်။ဒီလိုချင်းပြင်းကျော်ရေဘူးရဲ့တက်တန်းကိုကြာရှည်စေတာပေါ့နော်။ဒီလိုပါပဲကျွန်တော်တို့က acid အရေအိုးဆိုရင် DOD 40%တော့ခုသုံးနေတယ်ကျွန်တော်များသုံးနေကြ JO ဆိုလို့ရှိရင်60%ပေါ့နော်အဲ့တော့နည်းနည်းပေါ့လီသီယံအိုးဆိုရင်တော့80%ဆက်တဲ့ပြင်ဗီဒီယိုတလုံးရဲ့တက်တန်းကိုကြာရှည်ဖို့အတွက် ူတက်မှတ်တို့ရဲ့စံတက်မှတ်ချက်တွေရှိပါတယ် DOD စံတက်မှတ်ချက်တွေပေါ့နော်အဲ့တော့တရား MBR hour လီတီယံအိုးကိုကြာရှည်ခံဖို့လျှက်စစ်ထုတ်သုံးမယ်ဆိုရင်ကျွန်တော်တို့က80% 80%အရင်းလုံးသာ ထုတ်သုံးဆက်တင်ပါတယ်ဆိုတာက20 MBR ကျွန်တော်ထုတ်သုံးမယ်ဆိုရင်ဒီတရားဥပဒေ20 MBR ထုတ်သုံးမယ်ဆိုရင်တွက်ချက်မှုရ9နာရီခန့်နဲ့ဆိုပေမဲ့တတန်းကြာကြာခံဖို့အတွက်၄နာရီသာထုတ်သုံးပြီးတော့ကြံပမာဏကိုခြံထားခြင်းကမိတ်ဆွေရဲ့ဘက်ထရီကိုတတန်းပို့ပြီးတော့ရှည်စေပါတယ် အဲ DOD နဲတဲ့ SCO ဆိုရင်တော့မိမြပို့ပြီးတော့ထုတ်တော့ရပမာဏပို့ပြီးတော့နဲသွားမယ်ဆိုတာကိုမိတ်ဆွေတို့စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။အနောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုတိထားစေခြင်းတဲ့အချက်ကတော့ efficiency လို့ခေါ်တဲ့အသုံးလေးဖြစ်ပါတယ်။စက်တစ်ခုကို အလုတ်တရားခိုင်းရင်တရားလုံးလုံးဝမလုမလုနိုင်ပါဘူးကောနော်။သူ့မှာလေလွင့်ဆုံးချုပ်မှုဆိုတာရှိပါတယ်။အဲ့တော့လေလွင့်ဆုံးချုပ်မှုနဲပြီးတော့များများလုံနိုင်တဲ့စက်မျိုးကိုဒီလူတွေက ကြိုက်ကြတယ်ဗောနော်ဒါကိုကျွန်တော်တို့ efficiency လို့ခေါ်ပါ efficiency ကောင်းတော်လူတွေကြိုက်တယ်ဗောနော်အဲ့တော့99% efficiency ရှိတဲ့ဆက်ဆိုရင် လေလွင်ဆုံးရှုံးမှုက1ရာခိုင်နှုန်းပဲရှိပါတယ်တို့က battery တစ်လုံးကိုချိတ်ဆက်အသုံးပြုတဲ့ခါမှာအဓိက12ခုကိုတက်ဆင်ရပါတယ်ပထမဆက်တစ်ခုက battery ဒုတိယဆက်တစ်ခုကတော့ inverter ဖြစ်ပါတယ်ဒါကြောင့်ဒီဆက်နှလုံးရဲ့ efficiency ကိုထည့်သွင်းစဉ်းစားပြဖို့လိုအပ်လာပါတယ်။များသောအားဖြင့် inverter နဲ့ battery သည်90%လောက်ထိစွမ်းဆောင်နိုင်ပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့ efficiency ပေါ့နော်ဆိုတော့ဒါကဒီ system efficiency နဲ့တွက်မယ်ဆိုလို့ရှင်100 ampere hour O ကိုကျွန်တော်တို့က90 ampere hour O လို့ယူဆပြီးတွက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့သုံးဘက်ဝက်နဲ့ဘက်ထရီရဲ့ကြာချိန်ကိုတွက်တဲ့အခါမှာကို့အတွက်ပို့ပြီးတော့စဉ်းစားထားဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ jam မှာ losses တွေရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ခုကဗျာကိုက တွက်လိုက်တာက9နာရီကြာမယ်ဆိုရင် losses တွေကို ချဲ့စဉ်းစားပြီးတော့ကျွန်တော်က၄နိုင်လောက်နဲ့စဉ်းစားထားဖို့လိုပါတယ်၄နိုင်လောက်ပဲ၃ခံနိုင်မယ်လို့ကျွန်တော်က short ပြီးစဉ်းစားနေတယ်ပေါ့နော်အထားကကျွန်တော်မိတ်ဆွေတို့ကိုဘောနံအနေနဲ့ထည့်သွင်းပြပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့တင်ဆက်ပေးတဲ့ဒါဆိုရင် MBA hour ဆိုတာဘာလဲ kilowatt hour နဲ့ဘလို့กว่าလဲ DOD နဲ့ efficiency ကရောဘာကိုပြောတာလဲစသဖြင့်မိတ်ဆွေတို့လည်းသဘောပေါက်နားလည်ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်နားလည်သွားကြရင်လည်းမှတ်ချက်ပြုဆွေးနွေးခဲ့နိုင်ပါတယ်ဗျ။အဲ့တော့ကိတုကေကပညာရေးဖောင်ဒေးရှင်းတစ်ခုလုပ်ထားပါတယ်။ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကို K2G လို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ